။ MRDW ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ရန်ကုန်မြို့ကြီးရဲ့အစည်းအဝေးကနေကြိုဆိုလိုက်ပါရခင်ဗျာ။ရန်ကုန်မြို့တွင်မှာကျင်းပပြုလုပ်လျက်ရှိတဲ့ပွဲအခမ်းအနားအကြောင်းတွေကိုပြည်သူများအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ကျွန်တော်တို့ရဲ့ရန်ကုန်မြို့ကြီးရဲ့အစည်းအဝေးကနေတင်ဆက်ပေးလျက်ရှိပါတယ်။ဒီကနေ့မှာဆိုလို့ရှိရင်တော့အနန္တောအနန္တငါးပါးတဲ့ကတပါးအပါဝင်ဖြစ်တဲ့ဆရာသမားတို့ရဲ့ဂုံကျေးဇူးကိုတည်တက်စွာနဲ့နေရအနံပြားမှာရှိတဲ့အကြောင်းများကအကြောင်းသားအကြောင်းသူဟောင်းများကနေမှာအာစတီးယားပူဇော်ပွဲများကျင်းပပြုလုပ်လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ဒီကနေ့ပြည်သက်တွေကိုတင်ဆက်ပေးသွားမှာကတော့ရေနံချောင်းဒေတာကောလေးရဲ့73ချိန်မြောက်အာစတီးယားပူဇော်ပွဲအခမ်းအနားနဲ့မိတ်ဆုံစားပွဲအခမ်းအနားပဲဖြစ်ပါတယ်ခင်ဗျပြည်သက်များအားလုံးပဲဆက်လက်ရှိသားကြည့်ပါအောင်ခင်ဗျာရေနံချောင်းဒေတာကောလေး1989ခုနှစ်ကျောင်းသားကျောင်းသူဟောင်းများရဲ့73ချိန်မြောက်အာစတီးယားပူဇော်ပွဲအခမ်းအနားကိုရန်ကုန်မြို့ M3 Food Center မှာကျင်းပပြုလုပ်ခဲ့ပါတယ် အခမ်းအနားကိုရေနံချောင်းဒေတာကောလည်းရဲ့ကြောင်းသားကြောင်းသူဟောင်းများအငိမ့်စားဆရာကြီးဆရာမကြီးများနဲ့ပိတ်ကြားထားတဲ့ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါတယ်။ရေနံချောင်းဒေတာကောလည်းရဲ့73ကြိမ်မြောက်အာစတိယပူဇော်ပွဲ အခမ်းအနားနဲ့ပတ်သက်ပြီးတီလိုသမားကို အခုလိုပဲမေးမြန်းပစ်ခဲ့ပါတယ်ခင်ဗျာ။အမင်္ဂလာပါခင်ဗျာ။မင်္ဂလာပါရှင်။ဟုတ်ကဲ့။ โอเคပါအခု73ချိန်မြောက်ပေါ့နော်ရေနံကြောင်းဒေတာကောလိတ်အာရှိယပူဇော်ပွဲကြီးဖြစ်မြောက်လာဖို့အတွက်ကိုအမားတို့အနေနဲ့네ဘက်ကနေတာဝန်ယူဆောင်ရွက်ပေးတယ်လို့သိရပါတယ်အမားတို့ရဲ့ဆောင်ရွက်ရတဲ့အပိုင်းတွေကိုလည်းကြားသိပြရစေခင်ဗျแกจม้าก็หมวยใต้ดาตาจีน้ำหมอกอยู่อ่ะว่ะจม้าก็น้ำหมอกมาရှိတဲ့เจ้าหนูเจ้าตายีนางเดตาก็เลยมาตက်နေတဲ့เจ้าหนูเจ้าตาဟောင်းမျိုးအရင်ဆုံးဆင်းရင်းကောက်ပါတယ်ပြီးတော့ဆရာကရောဝဲငွေများကိုနှိစင်မဲ့ကျမတို့နမောက်မျိုးကိုစားပြုတာဝန်ခံပြီးတော့ကောက်ခဲ့ပါတယ်နောက်ပြီးတော့ကျတော့ရန်ကုန်မှာရှိတဲ့ အဖွဲ့တွေနဲ့လှမ်းဆက်သွဲပြီးတော့ကျမတို့အလှငွေတွေကိုလှမ်းပို့ပေးပါရစေ။ဟုတ်ကဲ့ပါဆရာဆရာမတွေကိုပေါ့နော်နေပါရှိတဲ့ဆရာဆရာမတွေကိုလည်းအမားတို့အနေနဲ့ဘယ်လိုမျိုးချိတ်ဆက်ပြီးတော့ခေါ်ဆောင်ပေးလဲဆိုတာကိုလည်းကြားသိပြသိခင်ဗျာ။ကဲရှင်ကျမတို့ကမကွေးမြို့မှာပဲနေပါတယ်ရှင်မကွေးမှာငင်းစားယူသွားတဲ့ဆရာကြီးတွင်ဝင်ဆရာကြီးဦးအောင်ဝင်ဆရာမဒေါခင်ထွေးဆရာမဒေါက်တာဒေါအေးဝေသူတို့တွေကိုကျမတို့ကသွားပြီးတော့ဖိတ်ပါတယ်ရှင်ကိုယ်တိုင်လည်းကတော့ကတော့ဝါနဲ့ ဆရာကြီးဦးစေရာဆိုလည်းနှစ်စင်မပြတ်အမြဲတက်ပေးပါရတယ်။အဲ့ဒါမျိုးတွေလည်းကျမတို့ဝန်ဆောင်မှုပေးပါရတယ်။နောက်တစ်ခါဟိုဟောပါအလှငွေကောက်ခံပိုင်းမှာလည်းအဲ့တော့ကျမနဲ့ကျမရဲ့ညီမဒေတာကောလိပ်ထွက်ချင်းတူတူပါပဲ။အဲ့ဒါနဲ့ကိုယ့်ရဲ့နှစ်မှာရှိခဲ့တဲ့အကြောင်းသားအကြောင်းသူဟောင်းတွေအိမ်ကိုတိမ်တက်ဆင်းပေါ့အလှငွေကောက်ခံပါရတယ်။သူတို့ကိုလည်းဒီရန်ကုန်မှာတက်ဖို့ရာကိုကျမတို့ကတိုက်တွန်းပါတယ်ဖိတ်ခေါ်ပါတယ်လာခဲ့ပါဆိုပြီးတော့လည်းခေါ်လာခဲ့ပါတယ်ရှင်။ကဲပါအခုလို့တိလို့တမယောင်ဖြေကြပြအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာကျမတို့လည်းက ငွေချင်းတွေရလည်းကျေးဇူးတင်ပါတယ်ရှင် MRTV ဟုတ်ကဲ့ကနားစာတင်ချိန်မှာတော့ကြွယ်လွန်ပြီးတဲ့ဆရာကြီးဆရာမကြီးများနဲ့ចောင်းသားចောင်းသူများအတွက်ဝန်내ခြင်းအထိမ့်မှအဖြစ်တမနစ်ငိန်သက်ပြီးစူတောင်းမြစ်တာပို့တာခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ဆရာကြီးဆရာမကြီးများကိုကတော်ကျိုးနဲ့ပူဇော်ကတော်ကကတော်လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြပါတယ်ခန်းနာကိုတက်ရောက်လာတဲ့ကတော်ကန်ဆရာကြီးတူကိုလည်းရေနံချောင်းဒေတာခေါ်လိမ့်နဲ့ပတ်သက်တဲ့အကြောင်းအရာများကိုအခုလိုပဲမေးမြန်းပြခဲ့ပါတယ်ခင်ဗျာ ဆရာနမယာဦးကျော်ဝင်းပါပဒူဌာနမှုဟာပြည်ညာဒေသကောလီကို1989ခုနှစ်ကနေပြီးတော့1984ခုနှစ်ထိဌာနမှုတော်ဝန်ထမ်းဆောင်ခဲ့ပါတယ်ဆရာကြီးအနေနဲ့ရေနံချောင်းဒေတာကောလိပ်ကကျင်းပပြုလုပ်တဲ့ဒီအာစီယာပူဇော်ပွဲကိုနှစ်စဉ်တက်ရောက်ဖြစ်လာဆိုတာရယ်ပြီးတော့အခုလိုမျိုးအာစီယာပူဇော်ပွဲကိုတက်ရောက်ရတဲ့ခန်းစားချက်ကိုလည်းကြားသိပြရသေးခင်ဗျ။နှစ်တိုင်းလိုလိုတက်ဖြစ်ပါလေ။ဒါသူတို့ဟိုကပေါ့ပထမနှစ်ဒုတိယနှစ်လောက်ကတော့မတက်ဖြစ်ဘူး။အဲ့တော့လူနေနေလေးနဲ့လို့တော့နောက်ကြတော့အများကြီးနဲ့လို့တော့အဲ့တော့တက်ဖြစ်ပါလေ။ အဲ့တော့ဒီမှာလာတွေ့ရတော့ငွေချင်းပေါင်းသိန်းနေပေါ့လေလုတ်ဘကိုင်ပဲတွေ့ရတာဒါကောင်းတာပေါ့နောက်တစ်ခုကဒီတပည့်တွေနဲ့တွေ့ရတဲ့အခါမှာပြန်ပြီးတော့ကိုယ်စိတ်ကနှုသွားတာပေါ့လေဆရာကြီးအနေနဲ့တပည့်တွေကိုပြောပြခြင်းနဲ့ဆုံးမဩဝါဒစကားတွေရှိရင်လည်းဒီနေရာကနေပြောကြားပေးပါအောင်ခင်ဗျာဆုံးမဩဝါဒတော့အခုချိန်မှာတော့တို့ဆုံးမဩဝါဒရေလို့တော့မဟုတ်ပါဘူးလေကိုယ်အတွေ့အကြုံနဲ့ပြန်ပြီးတော့ဝင်မြရမယ်ဆိုလို့ရှိရင်တော့ချို့လေးဆိုလို့ရှိရင်ပြပြလဲချမ်းသာဖြစ်သွားကြပြီတော့ချို့လေးကြတော့လည်း နည်းနည်းချို့တဲ့တာရှိရောလေအဲ့တော့ဆရာတို့ဖြစ်ကျင်တာတော့တပည့်တွေအကုန်လုံးအညီမျှပေါ့အညီမျှချမ်းသာတဲ့လူရတယ်နည်းနည်းချို့တဲ့လူတို့မျှပွေပြီးတော့ကြီးစုဆောင်မဖို့ဒါသေးတို့တော့ပြောချင်ပါတယ်โอเคပါအခုလိုတိလို့သမ ्या ဖေးချပေးရအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျအဲမာယူဟိုလည်းကျေးဇူးတင်ပါတယ်ပြောချင်တာပြောရတယ်